င်္ဂလာပါခင်ဗျရခိုခစ်တက်ကနေဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဦးသိန်းစိတ်အစိုးရလက်ထက်စပီး NLD ရတအစိုးရလက်ထက်အထိရက်ဆိုင်ထားခဲ့တဲ့ ARV မြစ်စုံရေအားလျှက်စစီမံကိန်းအတွက်အကြံဖတ်မင်းအွန်လိုင်းကဦးဆောင်အဖွဲ့ဖွဲ့စည်းပြီးတရုတ်ယူနန် SBI CYN Company နဲ့အတူလုပ်ငန်းတွေပြန်လည်စတင်ပြီးပြန်လည်ဆိုပါတယ် နိုင်ငံတကာကနေမြန်မာအချက်ဖက်စစ်အုပ်စုကလုံမဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲအပေါ်အတိမတ်မပြုတဲ့အကြောင်းအတိအသေးထုတ်ဖော်ပြောဆိုတဲ့ယက်တီချက်တွေကိုကြိုဆိုပါတယ်လို့ NUG နဲ့ NUCC ကပူးတွဲပြီးသဘောထားထုတ်ပြန်လိုက်တဲ့ဒေပါဝေးဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဥဒိုင်းစိန်အစိုးရလက်ထက်ကစပြီး ။ NLD အယတအစိုးရလက်ထက်အထိရက်ဆိုင်ထားခဲ့တဲ့ AR မြစ်ဆုံရေအားလက်စစ်စီမံကိန်းအတွက်အကြံဖတ်မင်းအောင်လိုင်ကဥဆောင်အဖွဲ့ဖွဲ့စည်းပြီးတရုတ် UN SPI CYN Company နဲ့အတူလုပ်ငန်းတွေပြန်လည်စတင်နေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကပြောထားသလိုစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းအရာလည်းသိရပါတယ်။အဲ့ဒီ AR မြစ်ဆုံစီမံကိန်းဟာအရင်အာနာရှင်ဟောင်းတန်းရွှေလက်ထက်2002ခုနှစ်ကတည်းကလေလာရေးစလုပ်ခဲ့ပြီး ဒေဝနိုင်ငံရဲ့ SPI company နဲ့အကျိုးတူလုတ်ကင်ခဲ့ပြီမဲ့ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့်2011ခုနှစ်မှာဦးသိန်းစိန်အစိုးရအမိန့်နဲ့ယာယီရပ်ဆိုင်းထားခဲ့ရမှာ NLD ရတအစိုးရလက်ထက်အထိဆက်လက်ရပ်ဆိုင်းခဲ့ပါတယ်ဒါပေမဲ့အခုအကြက်ဖက်မင်းအောင်လိုင်းကတော့အဲ့ဒီလိုအစိုးရနှစ်ဆက်ကအဆက်ဆက်ရပ်ဆိုင်းထားတဲ့ ARV မြေဆုံစီမံကိန်းကိုတရုတ်ကုမ္ပဏီနဲ့ပေါင်းပြီးပြန်လဲအကောင့်ထည့်ဖို့နေပြန်တယ်လို့အဲ့ဒီစီမံကိန်းအတွက် အခုနှစ်ဩဂုလ26ရက်နေ့မှာပဲ ARR မြေဆုံရေအားလျှက်စစ်စီမံကိန်းဥဆောင်အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးတော့တရုတ် UNAN SPI CYN Company နဲ့အတူလုပ်ငန်းတွေပြန်လည်စတင်နေပြန်တယ်လို့စစ်တကထုတ်ပြန်ထားတဲ့ပြန်တမ်းအရာသိရပါတယ်။အဲ့ဒီ ARR မြေဆုံမြညာမြေဝန်းရေအားလျှက်စစ်စီမံကိန်းမှာစစ်တလောက်ခံလျှက်စစ်စွမ်းအားဝင်ကြီးဌာနဒုဝင်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့တယံဇာတရေးရဝင်ကြီးကဒုတိယခေါင်းဆောင်အဖြစ်ပါဝင်သလို့ စုစုပေါင်းအဖွဲ့ဝင်73ဦးပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီအဖွဲ့ကတရုတ်ယူနန်ပြည်နယ်မှာရှိတဲ့ SBI CYN Company နဲ့အတူပူးပေါင်းပြီးတော့မြစ်ဆုံစီမံကိန်းအတွက်သူတေသနာလုပ်ငန်းတွေဒီပညာဆိုင်ရာဖြည့်ရှင်ချက်တွေစီးပွားရေးနဲ့ဗန္ဒာရေးဆိုင်ရာလုပ်ငန်းတွေကိုစီမံဆောင်ရွက်ရမှာဖြစ်သလိုအဲ့ဒီအဖွဲ့ကပဲလက်ညှိုးချက်နဲ့ဆုံးဖြတ်ချက်ချတာအပါအဝင်လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ရမှာဖြစ်တယ်လို့သိရပါတယ် ဒါပြင်အဲ့ဒီမြစ်ဆုံစီမံကိန်းအတွက်တရုတ်အစိုးရနဲ့မြန်မာအကြက်ဖက်စစ်တဲ့အကြားညှိနှိုင်းဆောင်ရွက်နိုင်ဖို့ကိစ္စတွေကိုလည်းအဲ့ဒီဥဆောင်အဖွဲ့ကပဲကြားကနေအထောက်ကူပြုပေးရမှာဖြစ်တယ်လို့နေပြီးတော့စစ်တဲ့တရင်အရင်မြင်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့နိုင်ငံတကာကနေမြန်မာအကြက်ဖက်စစ်အုပ်စုကလုံမဲ့တရားမွေအတုရောင်ရွေးကောက်ပွဲပေါ်အတိမတ်မပြုတဲ့အကြောင်းအတိအထုတ်ဖို့ပြောဆိုတဲ့ယက်တီချက်တွေကိုကြိုဆိုပါတယ်လို့ ် NG နဲ့ NUCC ကပူးတွဲပြီးသဘောထားထုတ်ပြန်လိုက်ပါတယ်။ဒါကိုတော့နိုဝင်ဘာလ29ရက်နေ့ရက်စွဲနဲ့ပဲမြန်မာနိုင်ငံအစိုးရ NG နဲ့ NUCC တို့ကသဘောထားထုတ်ပြန်လိုက်တာပါ။လက်ရှိမှာတော့ကုလသမဂ္ဂအာဆီယံဥရောပပါလီမန်အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံအများစုကမြန်မာအကြံဖက်စစ်အုပ်စုကလုပ်မဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုတဲ့အကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ကြတဲ့သဘောထားဟာမြန်မာပြည်သူအများစုစံနာနဲ့အတူယက်တီတာဖြစ်ပြီးအဲ့ဒီအတွက် အလေးနဲ့အတိမတ်ပြုကြိုးဆိုပါတယ်လို့ UNG နဲ့ NUCC တို့ကထုတ်ဖော်ပြောဆိုထားပါတယ်။အဲဒီလိုမြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုတဲ့နိုင်ငံတကာဘက်ကသဘောထားကိုစစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲအလွန်ကာလအထိခိုင်ခိုင်မြဲမြဲဆက်လက်ယက်တီပေးကြဖို့နဲ့အဲဒီအတုယောင်ရွေးကောက်ပွဲကနေပေါ်ထွက်လာမဲ့ရလက်တွေကိုလည်းအတိမတ်မပြုဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုအလေးနဲ့မြစ်တာရက်ခံတိုက်တွန်းလိုတယ်လို့ UNG နဲ့ NUCC တို့ကဆိုထားပါသေးတယ်။ လက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့ဆန္ဒရှင်စနစ်တည်မြဲရေးနဲ့သူတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကိုပြစ်ဒဏ်ကင်းလွတ်ခွင့်ရအောင်ရည်ရွယ်ပြီးမြန်မာပြည်သူတွေကိုတနတ်ထောက်ပြီးတော့ကျင်းပမယ်သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကနေစစ်တပ်ကြီးဆိုးတဲ့ဟန်ပြလွတ်တော်ဆိုတာတွေပါလိန်လေဖန်တီးဖို့ကိုကြံစည်နေတယ်လို့ဆိုထားပါတယ်။ဒါကြောင့်မြန်မာအကြမ်းဖက်စစ်အုပ်စုကျင်းပမယ်တရားမဝင်အတူရောက်ရွေးကောက်ပွဲအပေါ်မှန်မှန်ကန်ကန်အကဲဖြတ်ပြီးအတိမတ်မပြုတ်ပဲပယ်ချပေးခဲ့ကြတဲ့ ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံပေါင်း28နိုင်ငံပါဝင်တဲ့ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအတိုင်းဝိုင်းကိုမြန်မာပြည်သူတွေကိုစားအယုံကြည်နဲ့ NUCC တို့ကလှိုက်လိုက်လဲလဲကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖက်စစ်တကကြားဖြန့်လုပ်ငန်းတွေအတွင်းကနေသူတို့စစ်တကဖမ်းဆီးထိန်းသိမ်းထားတဲ့နိုင်ငံခြားသားတွေကိုနိုင်ငံတိုက်ခါမကြအောင်ကျွေးမွေးနေရမှုကြောင့်ကုန်ကြစည်တွေများနေတဲ့အတွက် တဆိုင်ရနိုင်ငံတွေကအမြန်ဆုံးပြန်ခေါ်ကြပါဆိုပြီးအကြံပစစ်တက်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုနေပြန်ပါတယ်။ဒါကတော့အကြံပစစ်တက်လက်အောက်ခံ BGF နဲ့ DGPA တပ်တွေထိန်းချုပ်ထားရာမြဝတီဒေသကကြားဖြတ်နှိမ်နှင်းရေးလှုပ်ဆောင်နေတဲ့အခြေအနေတွင်နဲ့ပတ်သက်ပြီးအကြံပစစ်တက်ပြောခွင့်ရဇော်မင်းထွန်းကရှင်းလင်းပြောဆိုတဲ့အချိန်ထည့်သွင်းပြောဆိုနေပြန်တာပါ။အဲ့ဒီမှာအကြံပဇော်မင်းထွန်းပြောသွားတာကတော့သူတို့စစ်တက်အနေနဲ့ မြောက်ရီမြို့နယ်ဒက်ကကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုဝင်ရောက်စီးနင်းမှုတွေလုပ်တဲ့အချိန်ဖမ်းဆီးရမိထားတဲ့နိုင်ငံခြားသားအများပြားကိုတဆိုင်ရာနိုင်ငံတွေရဲ့အစိုးရတွေကလာရောက်ခေါ်ဆောင်တာတွေမလုံမချင်းအဲ့ဒီသူတွေကိုသူတို့စစ်တပ်ကနိုင်ငံတိုက်ခါမကြအောင်နေ့စဉ်အစားအစာဝတ်စရာတွေကအစားပေးပြီးတော့ကျွေးမွေးနေရတာကြောင့်ကုန်ကြစိတ်တွေများနေတဲ့အကြောင်းလက်ရှိအချိန်ထိအဲ့ဒီနိုင်ငံခြားသားတွေကိုကျွေးမွေးစိတ်ဟာငွေကျပ်3000ကျော်ပြီဆိုတဲ့အကြောင်းအဲ့ဒီအတွက် တဆိုင်ရနိုင်ငံတွေကအမြဲဆုံးပြန်ခေါ်ကြပါဆိုပြီးအကြဖက်စစ်တပ်ပြောခွင့်ရဇော်မင့်ထွန်းကပြောဆိုနေပြန်ပါတယ်။ပဂတိအခြေအနေမှာတော့အဲ့ဒီကင်ပီနယ်ကကြက်ပြက်ငွေလိန်ဂိုင်းတွေအခြေဆိုင်ရဒေတာတွေဟာမြန်မာစစ်တပ်လက်အောက်ခံ BGS စောချစ်သူဥဆောင်တဲ့တပ်တွေနဲ့ DGBA တပ်တွေကသာအတိကထိန်းချုပ်ထားတာဖြစ်ပြီးအဲ့ဒီကြက်ပြက်ငွေလိန်လုပ်ငန်းတွေကို တို့စစ်တပ်နဲ့အတူ BGA တပ်နဲ့ DGB တပ်တွေကနောက်ွယ်ကနေပူးပေါင်းပါဝင်ပတ်သက်ပြီးတော့အကျိုးမြတ်ယူလှုပ်ဆောင်နေကြတာဖြစ်သလိုပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့အမေရိကန်နိုင်ငံကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေကိုနှိမ်နှင်းဖို့ FBI မှာပါတဲ့အထူးတပ်ဖွဲ့ဖွဲ့လိုက်ပြီးဆိုတဲ့အကြောင်းတရားဝင်ထုတ်ပြန်လိုက်ပြီးနောက်မှာပဲအဲ့ဒီကင်ပီနယ်ကကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေစိုက်ရာ BGA တပ်တွေထိန်းချုပ်ထားတဲ့ရွှေကုတ်ကိုမြို့တစ်အတွင်းကိုသူတို့စစ်တပ်ကပြန်ပြီးနှိမ်နှင်းနေပါတယ်ဆိုတဲ့ပုံစံတွေနဲ့ဟန်ပြဝင်ရောက်စီးနင်းတာတွေကို စစ်တပ်နဲ့ BGF တပ်တွေကပဲလှုပ်ပြခဲ့ပြီမယ်အဲ့ဒီကအရေးကြီးတဲ့ကြားဖြန့်ခေါင်းဆောင်တွေကိုတော့သူတို့စစ်တပ်နဲ့ BGF တပ်တွေကိုယ်တိုင်ပဲတခြားနေရာတွေကိုပြောင်းရွှေ့ပေးခဲ့ကြသလိုအခုတခါစစ်တပ်ပြောခွင့်ရအကြမ်းဖက်ဇွန်မင်းတို့ကတဖန်ပြန်ပြီးတော့သူတို့စစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့နိုင်ငံသားတွေကိုကျွေးမွေးနေရတာဟာကုန်ကြစိတ်တွေများနေတဲ့အတွက်သက်ဆိုင်ရာနိုင်ငံတွေကအမြန်ဆုံးပြန်ခေါ်ကြပါဆိုပြီးပြောဆိုနေပြန်တာပဲဖြစ်ပါလိမ့်ခင်ဗျ။တစ်ဖက်မှာတော့ အချက်ဖတ်၁၁ကိုထောက်ခံတဲ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌခစ်ပြတ်ကြည်စိုးထွန်းတဲ့ချမ်းသာကြည်စိုးဟာသာတယောက်ဆောင်ဒိန်တော်ဒရိုက်တာမီးပွားနဲ့မင်္ဂလာရုပ်ရှင်ပန်းရှင်ဇော်မင်းဆိုသူတို့ကိုစစ်တပ်ရဲ့ပြန်ကြားရေးညွှန်ကြုတ်အေးကျွယ်တဲ့အတူတရုတ်ရုပ်ရှင်ဘွဲတော်စီစေလွတ်ထားပြန်တယ်လို့ရန်ကုန်ခစ်တရဲ့သတင်းရင်းမြစ်ကပြောပါတယ်။ဒါကတော့နိုဝင်ဘာလ29ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့အထိတရုတ်နိုင်ငံယူနန်ပြည်နယ်မှာပြုလုပ်နေတဲ့လန်ချမ်မဲကောင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ဘွဲတော်ကို အချက်ပါစစ်တက်ကသူတို့ကိုထောက်ခံတဲ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌခစ်ပြက်ကြီးစိုးထွန်းချမ်းသာကြီးစိုးဒါရိုက်တာမီးဘွားဟာသာတေဦးဆောင်ဒိန်တောင်မင်္ဂလာရုပ်ရှင်ပိုင်ရှင်ဇော်မင်းဆိုသူတို့ကိုစစ်တပ်ရဲ့ပြန်ကြားရေးညွှန်ချုပ်အေးကျွယ်ဆိုသူနဲ့အတူစေလွတ်ထားပြန်တယ်ဆိုပါလေအဲ့ဒီတရုတ်ရုပ်ရှင်ပွဲတော်မှာမြန်မာအကြမ်းဖက်စစ်တပ်ဘက်ကသဘင်းသည်များနှင်းစီနဲ့ချစ်သူသာပန်းတပွင့်ဖြစ်ခဲ့ရင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားနှစ်ကားကိုပြသခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီလို့ အကြဖတ်စစ်တပ်ကတရုတ်ရုပ်ရှင်ပွဲတော်ကိုဆေလွတ်တဲ့အထက်မှာသူတို့စစ်တပ်ကိုထောက်ခံတဲ့သူဝါရပြက်မှုတွေလုပ်ပေးတဲ့သူစစ်တပ်ထောက်ခံလှုပ်ရှားမှုနဲ့သူတို့စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲပေးရေးစည်းရုံးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ဒုတိယကသာအဓိကဆေလွတ်တာဖြစ်ပြီးအခုလိုတရုတ်ရုပ်ရှင်ပွဲကိုစစ်တပ်ကခေါ်သွားတဲ့သူတွေဟာသူတို့နဲ့ပတ်သက်တဲ့အမှုပညာတွေချပြစရာရေးရရမရှိပဲစစ်တပ်ကိုထောက်ခံမှုအတွက်စုလက်အနေနဲ့သာအခုလိုခေါ်သွားတာဖြစ်တယ်လို့သိရပါတယ် လက်ရှိစစ်တပ်ထောက်ခံတဲ့ Driver မီးဘွားဆိုရင်မင်းအွန်လိုင်းရဲ့တာအောင်ပြည့်စုံကမ်နီကလုပ်နေတဲ့ show like မှာလေပင်နိုင်ရုပ်ရှင် Driver ဖြစ်လာပြီးစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက် campaign တွေလုပ်ဖို့အကြံဉာဏ်တွေကိုလည်းပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်စီကိုသူပဲအကြံပေးတာဖြစ်တယ်လို့ရကုံခစ်တဲ့သတင်းအရှိမကပြောထားပါတယ်လက်ရှိတရုတ်ရုပ်ရှင်ဘွဲတော်မှာမြန်မာချမ်းပတ်စစ်တပ်ဘက်ကပွားပြနေတဲ့ချစ်သူသားဘန်းတပွင့်ဖြစ်ခဲ့ရင်ရုပ်ရှင်ဇာတ်ကားကို Driver ကောင်းဆန်ကရက်ကူးထားပြီး ဝတ္ထုပုံညခင်းမင်းသားဆန်းဆန်းခန့်လိုက်တဲ့မင်းသမီးဝတ်မုံရွှေရီတို့ကပါဝင်တရုပ်ဆောင်ထားသလိုတပင်းတဲ့များနင်းစီရုပ်ရှင်ကိုတော့ဒရိုက်တာမင်းဆက်တစ်ရက်ကူပြီးတရုပ်ဆောင်မေမီကိုကိုကပါဝင်တရုပ်ဆောင်ထားတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအချက်ဖက်စစ်တပ်ကစစ်သားတဦးတရဲဝင်ဘူးတို့တွန့်နေကောက်ခွေးပြီးအတက်ယောဂါခန်းစားနေရတဲ့အချိန်ပရိတ်ရည်နဲ့ထွက်ပတ်ပြီးတဲ့အသက်60အရွယ်ဒေါ်စန်းတွင်ကို စစ်တပ်ကတနက်နဲ့ပြစ်တက်ခဲ့တယ်လို့ဘန်ဒူလာနဲ့အဖွဲ့သားများတပ်ဖွဲ့ရဲ့ကိုယာမတ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ23ရက်နေ့ကပဲဝလမြုံနဲ့အတွင်းကဂျေးရွာတရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကစစ်သားတအူဟာရုတ်တရက်တရဲဝင်ဘူးတို့တုံလိန်ကောက်ကွေးပြီးအတက်ယောဂါခန်းစားနေရတဲ့အချိန်ဂျေးရွာနေပြည်သူအသက်60အရွယ်ဒေါ်ဆန်းလွင်ဆိုတဲ့သူကပရဲ့ရည်နဲ့ထွက်ပတ်ပေးခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုပေးရည်နဲ့ပတ်လိုက်တဲ့အချိန် တွန့်လင်းကောက်ကွေးဖြစ်ပြီးအတက်ယောဂဖြစ်နေတဲ့စစ်သားဟာငြိမ်သွားတာကိုမြင်လိုက်တဲ့အကြံဖတ်စစ်တဲ့စစ်ကြောင်းကအရာရှိဆိုသူဟာသူ့စစ်သားအတက်ယောဂဖြစ်နေလို့ပြည်ရင်နဲ့ထွက်ပတ်ပေးတဲ့အသက်60အရွယ်ဒေါ်စန်းလွင်ကိုစုံးမကြီးလို့ပြောပြီးတနက်နဲ့ပြစ်တက်ခဲ့တဲ့အပြင်ဒေါ်စန်းလွင်ရဲ့အလောင်းကိုစောင်းနဲ့ပတ်ပြီးတော့မြေမြုပ်ဖျောက်ဖျက်ခဲ့ကြတယ်လို့ဘန်လူလာနဲ့အဖွဲ့သားများတပ်ဖွဲ့ရဲ့ကိုရာမတ်ကရှင်းပြထားပါတယ် အဲ့ဒီအချက်ဖတ်စစ်တပ်စစ်ကြောင်းဟာအဲ့ဒီနေ့မှာပဲပုံနာခြေရွာကိုဝင်ရောက်မီးရှို့နေတဲ့အချိန်တော်လရင်တပ်တွေရဲ့တိုက်ခိုက်ချေမှုမှုကိုခံရပြီးစစ်ကြောင်းမှာပါလာတဲ့စစ်သား35ဦးဟာအသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးသူတို့စစ်သားမပါအလောင်းလေးစီကနေလက်နက်30ကျော်ကိုပါတော်လရင်တပ်တွေကတင်စီရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မွန်ပြည်နယ်ရင်းမြစ်နယ်ကပတောင်ကျေးရွာအနီးစစ်ကြောင်းထိုးလာတဲ့အချက်ဖတ်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဂျာဖြတ်တိုက်ခိုက်ချင်းမှုမှုအတွေ့စစ်တပ်ဘက်ကခေါနဦးကတော့အသီးသီးတေကုံကြပြန်တဲ့အပြင်သူတို့စစ်သားမတာအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တဲသွားကြတယ်လို့တပင်းရွှေတိကိုကြိုက် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ25ရက်နေ့ကစပြီးရင်းမြစ်နယ်ပတောင်ကျေးရွာအနီးစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖတ်စစ်တပ်ကိုနိုဝင်ဘာလ29ရက်နေ့အထိ တောင်ချေရွာအနီးပတောင်ဖရအနီးငယ်ဘဲလမှုချေရွာကျူတဒအနီးတွေမှာတော်လန်ရေးပူပေါင်းတပ်တွေက၃ချိန်ဇက်တိုက်ဂျာပြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်တပ်ဘက်ကစုစုပေါင်း9ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား9ဦးကဒဏ်ရာတွေရသွားကြပြီးသူတို့စစ်သားမပါအောင်နေတဲ့ဒဏ်ရာရတဲ့သူတွေကိုတိုက်ပွဲတွေအတွင်းကနေအသေးအတန်တည်သွားကြတယ်လို့တပင်းရွှေတိကိုကြိုက် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် လက်ရှိရင်းမြို့နယ်ဘက်တွေမှာတော်လိုင်းတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားပွားလုပ်နေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအခုလိုတော်လိုင်းရေးတပ်တွေရဲ့တံပြန်တိုက်ခိုက်ချေမုန်းတာကိုခံနေရတဲ့အခြေအနေတွေသာအမြင်လို့လို့ကြုံနေရတယ်လို့လည်းဒေတာတွင်းသတင်းရှိမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ခြေရွာတောင်ယာနဲ့ဘုံခုချင်းတွေမှာမိုင်းတွေထောင်ထားခဲ့မှုကြောင့်ပြည်သူ6ဦးမိုင်းနှင်းမိပြီးပြင်းထန်ဒဏ်ရာတွေရထားတယ်လို့ပေါ့မြို့နယ်လူသားစာနာဌာနရဲ့တာဝန်ရှိသူနဲ့ဒေသခံတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ19ရက်နေ့ကပဲအချက်ဖက်စစ်တပ်ရဲ့ကပ္ပစ22ကနေထွက်လာတဲ့စစ်ကြောင်းဟာပေါ့မြို့နယ်အတွင်းကတောင်ပိုင်းခြေရွာတွေကိုဝင်ရောက်လာပြီးလူနေအိမ်တွေဘုံခုချင်းတွေနဲ့တောင်ယာပွားတဲ့လမ်းတွေမှာပါမိုင်းတွေထောင်ထားခဲ့တယ်ဆိုပါတယ်။ အဲ့ဒီနောက်ကျပစစ်တက်စစ်ကြောင်းထွက်သွားတဲ့အချိန်ပေါင်းမြူနယ်တောင်ပိုင်းကြေးရွာနှစ်ရွာကပြည်သူတွေဟာရွာတဲကိုပြန်ဝင်တဲ့အချိန်မှာတော့စစ်တပ်ကထောင်ထားခဲ့တဲ့မိုင်းတွေကိုနှိမ့်ပြီးပြည်သူ၃ဦးကနဦးခြေတော့ဆုံးရှုံးသွားသလိုနိုဝင်ဘာလ28ရက်နေ့မှာတော့တီးကြောက်တပြေးအင်းနဲ့တဲတော်ရကြေးရွာတွေကဆွေမျိုးတော်ဆက်သူပြည်သူ၃ဦးလဲစစ်တပ်ကထောင်ခဲ့တဲ့မိုင်းတွေကိုနှိမ့်ပြီးဒဏ်ရာတွေရထားသေးတယ်လို့ပေါင်းမြူနယ်လူသားစာနာဌာနရဲ့တာဝန်ရှိသူနဲ့ဒေသခံတွေကရှင်းပြထားပါတယ်အဲ့ဒီအတွက်ကြေးရွာနေပြည်သူတွေအနေနဲ့ အကျေပစစ်တဲ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့နေရာတွေကိုတတိပြုသွားလာကြဖို့ပေါင်းမျိုးနဲ့လူသားစာနာဌာနကတတိပေးပြောဆိုထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ